မင်္ဂလာပါဇွန်လလ9လပိုင်းတွင်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတွင်ကံကြမ္မာဆိုးကောင်းနေတလားစာဆောင်းရန်ရှောင်းရန်များကိုကျွန်တော်တဲတော်နဘိကများဖြင့်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အလောက်ကိုင်းကနေပြီးတော့စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် တနင်္လာသားသမီးမိတ်ဆွေတွေဟာခဏလာပိုင်းမှာဆိုလို့ရှိရင် အလောက်ကင်နေတဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာအကြောင်းအရာကိစ္စလေးတွေဝမ်းသာစရာတည်ငောင်းလေးတွေကြားရမယ်ကြုံရမယ်တလားတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ဒီတဲ့အလုတ်ကင်နေနဲ့ပတ်သက်ပြီးတော့အလုတ်လျှောက်ထားတဲ့သူတွေဆိုလို့ရှိရင်မောက်ချမလွဲမဲ့သူတွေအလုတ်ရရှိမယ်အင်တာဗျူးဖြေဆိုးထားတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအင်တာဗျူးအောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါတယ် တော့တနင်္လာသာသမီမိษွေတို့အနေနဲ့เนาะဒီအလုတ်တင်နဲ့ပတ်သက်ပြီးတော့ယာရူးတိုးတက်မဲ့เนาะအနေထားမျိုးလေးတွေကြုံရတတ်တယ်အလုတ်တင်နဲ့ပတ်သက်ပြီးတော့တခြားနေနံနေနဲ့စားလို့ရှိရင်တနင်္လာသာသမီမိษွေတွေဟာဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ထင်ပေါ်နေတာမျိုးလေးတွေပြီးသွားရင်မိษွေတို့အနေနဲ့ခုနကကိုဖြစ်ချင်တဲ့ကိစ္စလေးတွေအောင်မြင်နိုင်မဲ့เนาะအနေထားမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ် အဲ့တော့အလုတ်တွေနဲ့ပတ်သက်ပြီးတော့နော်ဒီခွန်လာပိုင်းမှာဆိုလို့ရှိရင်နော်ကိုကိုကိုယုံယုံကြည်ကြည်နဲ့တခြားလာတွေထပ်ပိုးပြီးတော့ဒီလာတွေမှာအားပိုးပြီးစိုက်ပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်တော့အလုတ်တွေနဲ့ပတ်သက်ပြီးတော့ပိုးပြီးတော့အောင်မြင်မှုတွေဒါရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဝန်ထမ်းတွေအနေနဲ့ဆိုလို့ရှိရင်လည်းအလုတ်ကင်ထဲမှာဆိုလို့ရှိရင်မိမိတို့ဒီဌာနအလုတ်ကင်ထဲမှာဆိုလို့ရှိရင် အထက်လူကြီးရဲ့ခုနကတော့အကူညီကောင်းเนาะ အဲခုနကအဆက်အွယ်ကောင်းလေးတွေရရှိပြီးတော့မိဆွေတို့အနေနဲ့မှမျော်လင့်ထားတဲ့နေရာတစ်ခုကိုရောက်ရှိသွားတာမျိုးလေးတွေလည်းပဲကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်တနင်္လာသားသမီးမိဆွေတို့ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ခုနလပိုင်းမှာဆိုလို့ရှိရင်တနင်္လာသားသမီးမိဆွေတွေဟာဆက်တူလောက်ကိုင်းနေတဲ့လုပ်ငန်းတွေနဲ့ဆိုရင်ပိုးပြီးတော့အကျိုးပေးတယ် တော့တနင်္လာသာသမီမိတ်ဆွေတို့အနေနဲ့အင်္ဂါနံလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေပြီးသွားရင်ကြာသာပတိနံလုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့သူတွေဆိုလို့ရှိရင်တော့ပိုးပြီးတော့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ထင်ပေါ်တာမျိုးလေးတွေကြော်ကြားတာမျိုးလေးတွေအောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီခုနလပိုင်းမှာဆိုလို့ရှိရင်အလုပ်တွေနဲ့ပတ်သက်ပြီးတော့တိုးချဲ့တာမျိုးလေးတွေစိုင်ခွဲဖွင့်လင့်တာမျိုးလေးတွေလောက်ဆောင်မယ်ဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မိမိရဲ့မိသားစုဝင်ညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတရင်ကောင်းလေးတွေကြုံရကြားရတတ်ပါတယ်။အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့ရဲ့ငွေကြေးကံအနေနဲ့ကဒီခုနှစ်လပိုင်းမှာအားကောင်းနေတာမျိုးလေးတွေကြုံရတတ်ပါတယ်။ အဲ့တော့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ယင်းဒီမြုံနှမ်းထားတဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးလက်လာပါလေးတွေရှင်လန်းနေတာမျိုးလေးတွေလက်လာပါလေးတွေပွင့်လန်းနေတာမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဆုံးမလို့ဖြစ်နေသောငွေကြေးတွေမမျော်လင့်မဲနဲ့မိမိစီကိုအလုံးလိုက်အရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ထီကန်အားကောင်းနေတာမျိုးလေးတွေထီနော်ထီနဲ့ပတ်သက်ပြီးတော့စုအလက်ပေါ့နော်စုကြီးတော့မဟုတ်ဘူးစုသေးသေးတော့မဟုတ်ဘူးစုအ ်လက်ပေါက်တာမျိုးလေးတွေဂျုံဝတက်တယ်အဲ့တော့တနင်္လာအသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာငွေကန်တွေပုံမိုးပြီးတော့အားကောင်းစေချင်တယ်ဆိုလို့ရှိရင်เนาะငားစာကျွေးတဲ့ကုသိုလ်ဒါနလေးတွေကိုပြုမယ်ဆိုလို့ရှိရင်เนาะဒီခုနှစ်လပိုင်းမှာငွေကြေးတဲ့ပတ်သက်ပြီးတော့လက်လာဘတွေပိုးပြီးတော့ပွင့်လန်းနေမှာပဲဖြစ်ပါတယ်အဲ့တော့အချင်းချင်းနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေတွေမှာဂျားလူအဖြက်ကလေးတွေပေါ်ပေါက်တတ်တယ် တယောက်နဲ့တယောက်သမီးစားတွေပေါ့နော်တယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေအထင်လွဲတာမျိုးလေးတွေဂျားလူခုနကဝင်လာတဲ့ခုနကဂျားစကားကြောင့်ပေါ့နော်တယောက်နဲ့တယောက်နားလည်မှုလေးတွေလွဲရမယ်ကိစ္စမျိုးလေးတွေကြုံရတတ်တယ်ဒါပေမဲ့လည်းပဲဒီခဏလာပိုင်းမှာဆိုလို့ရှိရင်အချင်းရင်းနဲ့ပတ်သက်လို့ရှိရင်လည်းပဲကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေနော်ဒီအခက်အခဲလေးတွေကြုံတွေ့ပြီးတော့ပြန်လဲပြီးတော့သင်းမြတ်သွားတာမျိုးလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ် အဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဒီတနင်္လာသားသမီးမိတ်ဆွေတွေဟာနော်မိမိရဲ့ဒီအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာသတင်းကောင်းလေးတွေအဆက်အသွယ်ပြတ်တောက်နေတယ်ဆိုရင်လည်းပဲအဆက်အသွယ်ပြန်လဲရရှိတာမျိုးလေးတွေနော်မိသားစုတွေဒီစိုင်းမစင်ဘုံမစင်ပေါ့နော်ပြန်လဲစုံစည်းရတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့အိမ်တော်ရှင်တွေအနေနဲ့လည်းပဲဒီခုနှစ်လပိုင်းထဲမှာဆိုလို့ရှိရင်နော်မိမိတို့ရဲ့အိမ်တော်ကြီးအားလည်းပဲတင်းတင်းကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေကြုံရမယ်တလားတာပဲဖြစ်ပါတယ် ဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခုနလပိုင်းထဲမှာဆိုလို့ရှိရင်เนาะမိမိတို့အိမ်ကို တနင်္လာသားသမီးပေါ့เนาะဒီညင်အိမ်ညင်နေလက်ခံခြင်းမျိုးတွေကိုကိုယ်နဲ့ဓာတ်တူနန်လူပေါ့เนาะဒီတနင်္လာသားသမီးတွေညင်အိမ်ညင်နေလက်ခံခြင်းမျိုးကိုရှောင်ရှားတင်ပါတယ်အဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေတွေအားလည်းပဲဒီ ခဏလာဝိုင်းတလားဒါမှဆိုလို့ရှိရင်ထင်ပေါ်နေတာမျိုးလေးတွေကြော်ကြားနေတာမျိုးလေးတွေမိမိတို့ခုနကတော့အကူအညီလားတောင်းမဲ့သူတွေเนาะပြီးသွားလို့ရှိရင်မိမိတို့ခုနကတော့ဆရာတင်တဲ့သူတွေเนาะဒီများနေတာမျိုးလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ်အဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပန်းဝင်းကျင်မာလဲပဲမိမိခုနကတော့ဂုံတရင်ကကြော်စောနေတဲ့အနေအထားမျိုးလေးတွေကြုံရတတ်တယ်လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အချိန်ကုန်ခန်းနေတာမျိုးလေးတွေလည်းပဲကြုံရမယ်တလားဒါပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ နဲ့เนาะရန်အတိုက်ခိုက်တရားလဲပဲဒီ9လပိုင်းမှာပြီးခဲ့တဲ့လတွေမှာဘလောက်ပဲများခဲ့များခဲ့ဒီ9လပိုင်းမှာဆိုလို့ရှိရင်ရန်သူတွေကတောင်မှမိတ်ဆွေဖြစ်နိုင်တဲ့အနေအထားမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီ9လပိုင်းမှာလူမှုရေးနဲ့လဲပဲမျက်နှာပန်းပွင့်နေတဲ့အနေအထားမျိုးလေးတွေကြုံရတတ်ပါတယ် အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္လာသာသမီမိတ်ဆွေတွေဟာလေเนาะလေနဲ့ပတ်သက်တဲ့ယောဂါတွေပြီးသွားလို့ရှိရင် ရေနဲ့မတည့်တာမျိုးလေးတွေထိခိုက်တံရရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သွေးထွက်တံရိုဖြစ်မဲ့ကိစ္စမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ရှိရင် တနင်္လာသာသမီမိတ်ဆွေတွေဟာပညာရေးနဲ့ပတ်သက်ပြီးတော့ ဒီခန္ဓာလာဝိုင်းမှာဆိုလို့ရှိရင်ကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေရှိနေတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးငယ်ရွယ်သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့တေချာလေးအာယုံစူးစိုက်ပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်เนาะမိတ်ဆွေတို့အနေနဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာကိစ္စလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခန္ဓာလာဝိုင်းမှာအရေးကြီးကိစ္စတွေကိုလောက်ကင်မယ်ဆိုလို့ရှိရင်เนาะ ခွန်ကနန်းစုံမိုးတဲ့နေ့တွေမှာလောက်ကင်မယ်ဆိုရင်တော့အဲမိမိတို့အနေနဲ့အကျိုးပေးဖြစ်ထွန်းအောင်မြင်မှုအောင်မြင်မှုလေးတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့9ရက်တို့16ရက်တို့25ရက်တွေမှာအရေးကြီးကိစ္စတွေကိုလုံဆောင်မယ်ဆိုလို့ရှိရင်တော့ကံကောင်းခြင်းလေးတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့နော်အဲဒီအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ချင်းရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်ပစ္စည်းဒါမှမဟုတ်လို့ချင်းအဝိစားတွေမှာအဝါရောင်ပါသောအနီရောင်ပါသော လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်မယ်ဆိုလို့ချင်းနော်ကံတရားရဲ့ထောက်ပံ့ကောင်းတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ရန်နော် သွားရောက်ဖို့လောက်ကင်ဖို့ရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့နှစ်ရက်နေကိုတော့အထူးရှောင်ရှားပေးရမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီနှစ်ရက်နေတွေမှာလောက်ကင်မယ်ဆိုလို့ရှိရင်တော့မိษွေတို့ရဲ့အလုပ်ကိစ္စလေးတွေကထင်းကောက်နေတာမျိုးလေးတွေအဆင်မပြေတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တန်ရင်းလာအသားသမီးမိษွေတွေအားလုံးဒီ9လပိုင်း10လဒါမှညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင် မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမိမိတို့ရဲ့မွေးနံထောက်မှာပေါ့နော်ရီမှန်းပြီးတော့ဘာလူမလဲဆိုလို့ရှင်တကွန်လုံးအစင်ပြေတဲ့လူကလည်းတကွန်လုံးကိုလုံးလူမယ်တကွန်လုံးအစင်မပြေတဲ့သူတွေကလည်းပဲထီးပြူပေါ့နော် ခွန်လက်လူတန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုတိုင်တဲပြီးတော့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသာသမီမိษွေတွေအားလုံးဒီခွန်လက်ပိုင်းမှာအဆိုးဟုသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာပြားပြားနဲ့ပြည့်စုံပြီးတော့ ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်ခုနှစ်လပိုင်းအတွက်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးရဲ့ဟောဆရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်